လွန်ခဲ့တဲ့17နှစ်ကဘုံဘုံရေယုံတွေပေါက်ပြီးတော့မျက်နှာတစ်ချမ်းရွက်ရဲသွားအဲ့ဒါပျောက်ပြီးခါစားဒီတကာကြီးတွေကကြောက်စဲမှာတရားပွဲလေးပဲ့အဲ့ဒီတရားပွဲမှာလေဒီတရားကိုဟောတာဒေဝတဟတုတ်တာဖရာချီးမွမ်းခံတိုက်သူဆိုတဲ့ခေါင်းစဉ်တရားအရှိအဟိတောင်မဟောနိုင်ပါဘူးတရားတူတူလေး လေးမျက်နာဖရာဝန်ထဲမှာဟောတာ၁၇နှစ်တောင်ရှိသွားပြီဆိုတော့အဲ့ဒီတရားလေးကိုတောင်ပြန်နာထောင်ခဲ့သေးတယ်အလွန်ကြိုက်တဲ့တရားလေးတစ်ပုဒ်ပေါ့အနှစ်ချုပ်ပြီးတော့အနုမောဒနာတရားအနေနဲ့နာရအောင်ဘာလို့အဲ့ဒီတရားလေးကိုဟောခြင်းလေးပေါက်တော့ဆိုတော့ယောဤတွေအတွက်လည်းပဲနှလုံးသွင်းစရာကောင်းလို့ဒေဝဒဟသုတ်တံနဲ့ ဒေဝဒဟဏီကုံမှာဖြစ်ပေါ်လာတဲ့တရားဒေသနာမှုလို့ဒေဝဒဟသုတ်တံလို့သံဃာနာတေမထေမြတ်ကြီးတွေကခေါင်းစဉ်ပေးခဲ့တာအခါတစ်ပါးမှာမြတ်စွာဘုရားဒေဝဒဟဏီကုံမှာသတင်းသုံးနေအဲ့လိုသတင်းသုံးတဲ့အခါယဟန်တော်တော်တော်များများမြတ်စွာဘုရားရဲ့ထံတော်မှောက်ရောက်လာပြီးတော့မြတ်စွာဘုရားဘုရားတွေ့တော်တို့ပစ္စာဘူမိအရက်ကိုသွားပြီးတော့ နေကြမလို့တရင်သုံးကြမလို့ပါဗျာလို့အဲ့ဒါခကြီးထွက်ခါနေမြတ်စွာဘုရားကိုလာပြီးတော့ရှ िख ိုးဥချရတာအဲ့လိုလျှောက်တဲ့အခါမြတ်စွာဘုရားကဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တနို့ရဲ့နောင်တော်ကြီးဖြစ်တဲ့တာရိပုတ္တရာစီကိုရှ िख ိုးကတော့ပြီးကြပြီလားနှုတ်ဆက်ပြီးကြပြီလားဆိုတော့ရှင်တာရိပုတ္တရာတည်တော့မရောက်ရသေးဘူးဗျာဆိုတော့အဲ့တော့မြတ်စွာဘုရား သာရိပုတ္တရာသည်ဝဝန်သွားကြအုံးရှင်သာရိပုတ္တရာဟာဉာဏ်ပညာကြီးတယ်တည်င်းသုံးပေါ်တွေကိုမြင့်မြတ်သောချီးမြောက်ခြင်းဖြင့်ချီးမြောက်တတ်တယ်ဒါကြောင့်သင်တို့သွားလိုက်ကြအုံးလို့အဲ့လိုအမိန့်ရှိအဲ့ဒါနဲ့အဲ့ဒီယဟန်တော်တွေရှင်သာရိပုတ္တရာသည်ဝန်သွားကြတယ်အဲ့ဒါရှင်သာရိပုတ္တရာကတန်ကြွယ်ကြုံကြီးမန်းတက်လို့လှုပ်တာအဲ့ဒီအောက်မှာတည်င်းသုံးတယ်နော်ကြံကြွယ်ပင်ဆိုဘုံတို့အညာဘက်မှာတော့ရှိကြံကြွယ်ကြုံကြီးအောက်မှာနေတယ် အဲ့ဒါဟိုရောက်တော့တပည့်တော်တို့ပစ္စာဘူမိရက်ကို သွားမလို့အရှင်ဘုရားကြီးဝင်လာခဲ့ကြတာဆိုတော့ရှင်သာရိပုတ္တရာကငါရှင်တို့တဲ့နော်နိုင်ငံရချတိုင်းတပါးမူသွားကြမဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနိုင်ငံရချတိုင်းတပါးမှာပညာရှိလို့အမိခံတဲ့တမနာပြမနာတွေများစွာရှိတယ်အဲ့ဒီပညာရှိအမိခံကြတဲ့ပုဂ္ဂိုလ်တွေက တင်တို့ကိုမြတ်စွာဘုရားရဲ့တပည့်ဆိုတာသိကြမှာပဲသိရင်မေးလိုက်မယ်တင်တို့ဆရာယဟန်ဂေါရမဟာဘလို့အယူဝါဒရှိတာတုံးလို့မေးမယ်ဆိုရင်တင်တို့မှန်မှန်ကန်ကန်သူများအကဲ့ရဲ့မခံရအောင်မြတ်စွာဘုရားရဲ့အယူဝါဒကိုတကယ်ကိုပဲမှန်မှန်ကန်ကန်ဖြေတတ်ကြမလားအဲ့လိုမေးတဲ့အခါကျတော့ယဟန်တော်တွေက ရှင်ဘုရားတဲ့ဒီလိုလေးနေတဲ့အကြောင်းအရာတွေကိုသိဖို့အတွက်ပဲရှင်ဘုရားစီကိုတပြိုတည်းလာခဲ့ကြတာပါအဲ့တော့မြတ်စွာဘုရားရဲ့အယူဝါဒကဘာလဲဆိုတာကို ရှင်ဘုရားကိုယ်တိုင်ပဲဟောပြပါဆိုတော့မှရှင်သာရိပုတ္တရာဆက်ဟောတယ်နိုင်ငံရချအတိုင်းတစ်ပါးမှာပညာရှိအမိခံရတဲ့ပုဂ္ဂိုလ်တွေကတင်တို့ဆရာယဟန်ဂေါရမဟာဘလို့ယူဝါဒရှိလဲလို့တကယ်လို့မေးခဲ့မယ်ဆိုလို့ရှိရင်ဖြေလိုက်ပါတဲ့တို့ဆရာမြတ်စွာဘုရားဟာ စန္ဒရာဂဝိနည်းခာယီစန္ဒရာဂလို့ဆိုတဲ့လောဘကိုပယ်ရှားရေးကို ဟောပြတဲ့အယူဝါဒရှိတယ်လို့ဖြေလိုက်ပါတဲ့မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်အဲ့ဒါယောဂီတို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းနားလည်မှုရှိအောင်ကြိုးစားပြီးတော့မှတ်သားထားရမယ်နော်မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်ဒီလောဘပယ်ရှားရေးကိုဟောပြတဲ့အယူဝါဒဘာလဲတော့ လောဘပေရှားရေးကိုဟောပြတဲ့အယူဝါဒလောဘကို ရှင်သာတိပုတ္တရာကအဲ့ဒီမှာစန္ဒရာဂလို့စကလုံးနှလုံးတွဲသုံးတယ်စန္ဒဆိုတာနှစ်သက်တာရာဂဆိုတာစွဲမက်တာလောဘအပြော့သားနဲ့လောဘအပြင်းသားလို့အဲ့လိုလေးဘုံဘုံကတော့နားလည်မိနော်ရသော်ဘုရားရဲ့အယူဝါဒ ယသောဘုရားဖြစ်စေခြင်းလို့ပြောပြနေတဲ့စကားတွေအလုံးရဲ့အနှစ်ချုပ်ဟာဘာလဲလို့မေးရင်သန္နာရာဂဝိနည်းခာယီနှစ်သက်ခြင်းတက်မဲ့ခြင်းလို့ဆိုတဲ့လောဘတရားကိုပယ်ရှားရေးကိုဟောပြတဲ့အယူဝါဒဘုရားပြောခဲ့တဲ့စကားတွေအကုန်လုံးအနှစ်ချုပ်လိုက်ရင်မလိုခြင်းဖို့အတွက် ပြောတာပဲအဲ့ဒီမလိုခြင်းမူဆိုတာကို နိဗ္ဗာန်လို့နားလည်နိုင်တယ်နော်ယသောဘုရားနိဗ္ဗာန်ရသည်ခြင်းနာ နိဗ္ဗာန်ဆိုတဲ့စကားလေးကနိဗ္ဗာနဟုတ်လားနောက်ဆုံးနငယ်လေးကိုအသက်ထည့်လိုက်တာနိဗ္ဗာန်ဒါကြောင့်နိဗ္ဗာန်လို့ရင်ဘာတစ်ချိုက်နှလုံးဆင့်တာကိုရေးချလေးပါထည့်တယ်နော်နိဗ္ဗာနနိဗ္ဗာနဆိုတဲ့စကားလုံးကနိဝါနအဲဒီကနေဆင့်သက်နိဆိုတာမရှိတာဝါနဆိုတာလောဘပဲတဏှာကိုပြောတာလိုချင်တာရချင်တာဖြစ်ချင်တာဘာမှမရှိဘူး ဒီသင်္ခါရသင်္ခါရတရားတွေဟာဒုက္ခသက်သက်ပဲဒါကိုလိုချင်လို့တော့ရလာမယ်ဆိုရင်ဘာမှကောင်းတာမရှိဘူးဆိုတော့ဒါရဲ့ပုံမှာလိုချင်မှုမရှိတော့လို့တော့အငိမ့်တက်ကိုမျက်မှောက်ပြုတ်နိုင်တာဟုတ်လားလိုချင်မှုမရှိတဲ့သဘောကိုနိဗ္ဗာန်လို့အကျဉ်းမြင်လေးနားလည်ရမှာဟုတ်လားလိုချင်မှုမရှိမှ တကယ်ဒုက္ခငိမ့်မှအပူငိမ့်မှလိုချင်နေသေးသမျှတော့ဘာကိုပဲလိုချင်လိုချင်ဆင်းရဲနေဦးမှာပဲ ဒါကြောင့်မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်ဟာဘာလဲလို့မေးရင်လောဘပယ်ရှားရေးကိုဟောပြတဲ့အယူဝါဒလောဘရဲ့အပြစ်ကိုပြောမယ်လောဘကိုပယ်ဖို့ဘယ်လိုလုပ်ရမလဲနီးလန်းတွေအများကြီးလာမယ်ပေါ့နော်ဟုတ်ပြီနော်စကားစကားလေးကို စင်ဆက်မပြတ်ဟိုတရားလေးကိုစင်ဆက်မပြတ်မှတ်သားမိအောင်တည်ချာလေးအာယုံဆိုင်ဟုတ်လားငါတို့ဆရာမြတ်စွာဘုရားဘယ်လိုယူဝါဒရှိလဲဆိုရင်ဘယ်လိုပြောမှာတော့ ဆန္ဒရာဂဝိနည်းခာယီလောဘပေရှာယီကိုဟောပြတဲ့ယူဝါဒရှိတယ်လို့ပြောပါတဲ့အဲ့တော့တင့်တက်ပြီးတော့မေးကြလေဦးမေတဲ့အဲ့ဒီပညာရှိမြေခံတဲ့ပုံကိုယ်တွေကဟုတ်ပြီသင်တို့ရဲ့ဆရာမြတ်စွာဘုရားက လောဘပေရှာယီကိုဟောပြတယ်ဆိုရင်ဘာရဲ့အပေါ်မှာဖြစ်နေတဲ့လောဘကိုပယ်ရှားရမှာတုံးလို့တင့်တက်မေးလိုက်မေတဲ့လိုချင်မှုကိုပယ်ရမယ်ဟုတ်ပြီအဲ့လိုဆိုရင်ဘာကိုလိုချင်တာကိုပယ်ရမှာတော့ ဘာရဲ့အပေါ်မှာဖြစ်နေတဲ့လူချင်းမှုကိုပြရမှာတော့လို့မင်းဖြေလိုက်ပါတဲ့ခန္ဓာ၅ပါးရဲ့ပေါ်မှာဖြစ်နေတဲ့လူချင်းမှုကိုပြရမှာလို့ဖြေလိုက်ပါတဲ့ခန္ဓာ၅ပါးလို့ဒါဘုမလုံးပြီးတော့ပြောလိုက်တာသူကတော့တပါးချင်းပေါ့နော်ဖောက်ပြန်မှုအစုလို့ဆိုတဲ့ရူပခန္ဓာဖောက်ပြန်မှုကိုရူပယုတ်ဟုတ်လားခန္ဓာဆိုတာအစုအဝေးပေါင်းစုထားတာခန္ဓာလို့ခေါ်နော် အောက်ပြန်မှုအစုအဝေးကြီးမျက်စိနဲ့မြင်နေရတဲ့စပယ်မွေးစာခြေဘွားအစုံဒီကိုကောင်ကြီးဟာဘယ်နာမှမဖောက်ပြန်တဲ့အရာမရှိဖောက်ပြန်မှုအစုအဝေးယူပက္ခန္ဓာအဲ့ဒီယူပက္ခန္ဓာဖောက်ပြန်မှုအစုအဝေးကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်နေတဲ့တော့အကောင်အစုံမျိုးမျိုးသောခံစားမှုတွေရှိတယ်။ပါပဲညာပဲဘလို့ပဲညာလို့ပဲအကုန်လုံးမှတ်သားထားတာသင်္ညက်ခန္ဓာအစုကြီးရှိတယ်။ကောင်းရင်ကောင်းတယ်လို့မကောင်းဘူးထင်ရင်မကောင်းတယ်လို့တုံ့ပြန်တတ်တဲ့သင်္ခါရခန္ဓာအစုရှိတယ်။ ဟုတ်လားတိမှုဝိညာဉ်အစုရှိတယ်နန္တရားကိုအစု၄စုပြုပြီးတော့မြတ်စွာဘုရားဝေဖန်ပြတယ်နော်အဲ့ဒီအစုဝေးကြီး၅မျိုးတနည်းအားဖြင့်ခန္ဓာ၅ပါးရဲ့အပေါ်မှာဖြစ်ပေါ်နေတဲ့လောဘကိုပယ်ရှားရမယ်တဲ့ပို့ပြီးတော့ရှင်းအောင်ပြောရင်လူငယ်တွေရှင်းအောင်ပြောရင်ဘယ်မှာဖြစ်နေတဲ့လောဘကိုပယ်ရမှာလဲလို့မြင်ဘဝရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပယ်ရမယ်လို့အဲ့လိုလေးလဲနားလည်လို့ရတယ်ဒီခန္ဓာ၅ပါးကိုပဲဘုန်းဘုန်းတို့ဘာလို့သတ်မှတ်ထားတာတော့ ဘဝလို့တတ်မှတ်တာဘဝဆိုတဲ့စကလုံးကဖြစ်ချင်းလို့အဓိပ္ပာယ်ရတယ်ခန္ဓာဆိုတဲ့စကလုံးကအပေါင်းစုလို့အဓိပ္ပာယ်ရတယ်ရှုတော်မျိုးစုံကနေအဓိပ္ပာယ်မျိုးစုံနဲ့ကြည်ပြီးတော့ခေါ်တဲ့စကလုံးလေးတွေပေါ့နော်အစုအဝေးဆိုတဲ့ရှုတော်ကကြည်ပြီးတော့ဒါကြီးကိုခန္ဓာလို့ပြောတယ်ပေါ့နော်ဟာမြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်ကောင်းတာတွေဖြစ်တယ်ဆိုတာတွေဖြစ်တယ်အမျိုးမျိုးဖြစ်နေတယ်မြင်ကြနံစာထီတွေ့ချမ်းသာခြင်းဆင်းရဲခြင်း ချမ်းသာခြင်းဆင်းရဲခြင်းမထင်ရှားတဲ့သဘောအကျဉ်းများဖြင့်ဓာရီဖြစ်နေတယ်။အဲ့ဒီဖြစ်နေတယ်ဆိုတဲ့ရှုတော့ငါကြည့်ပြီးတော့ဓာကြီးကိုဘယ်လိုပြောတာတော့ဘဝလို့ပြောတာ။ဟုတ်လား။ဘဝလို့ပြောတော့ပို့ပြီးတော့နားလေဖို့အတွက်ညံနဲ့နီးဆက်သွားတယ်လို့ဘုံဘုံထင်နော်။ဖခင်ရဲ့ယူဝါဒဟာဘာလဲလို့မေးရင်လောဘပေရှားကြီးကိုဟောပြတဲ့ယူဝါဒ။ဘာရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပေးရမှာလဲလို့မေးရင်ဘဝရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပေရှားရမယ်လို့ဒီလိုဖြေရမယ်တဲ့။ ဆက်ပြီးတော့မေးလိုက်ဦးမယ်တဲ့အဲ့ဒီပညာရှိအမိခံရတဲ့ပုံကိုယ်တွေကဟုတ်ပြီဘယ်အပြစ်ကိုမြင်လို့ဒီလောဘကိုပယ်ရှားဖို့သင်တို့ဆရာမြတ်စွာဘုရားဟောရတာတုံးလောဘမှာဘာအပြစ်ရှိလို့ဒီလောဘကိုဖယ်ဖို့ကြိုးစားရတာတုံးပေါ့ဆိုလိုတာကဟုတ်လားဘလို့အပြစ်ကိုမြင်လို့လောဘကိုပယ်ခိုင်းတာတုံးအဲ့လိုမျိုးမေးမယ်ဆိုရင်ဖြေလိုက်ပါတဲ့ ဒီခန္ဓာငါးပါးဘဝရဲ့ပေါ်မှာနော်ဆွဲမဲ့မှုမကင်းကြတဲ့ပုံကိုယ်တွေဟာသူတို့ဆွဲမဲ့နေတဲ့ဒီခန္ဓာငါးပါးတမျိုးတမီပေါက်ပြံပြီးပျက်စီးပြီးပြောင်းလဲပြီးဆိုတာနဲ့သူတို့မှာတေချာပေါက်သောကပရိဒေဝဒုက္ခဒေါမနတဥပယတာတရားစိုးတွေဖြစ်ကိုဖြစ်လိမ့်မယ်တဲ့နော်သောကဆိုတဲ့ဆိုရင်ချင်းပရိဒေဝဆိုတဲ့ငိုကြွေးခြင်းဒုက္ခဆိုတဲ့ကိုဆင်းရဲခြင်းဒေါမနတဆိုတဲ့စိတ်ဆင်းရဲခြင်းဥပယတာဆိုတဲ့ပြင်းစွာပင်ပန်းခြင်းမလိုလားအတဲ့တရားစိုး၅မျိုးဟုတ်လား အဲ့ဒီတရား၅မျိုးဟာဘာကြောင့်ဖြစ်ဖြစ်နေတာတုံးဆိုတာလေးကိုဉာဏ်နဲ့စဉ်းစားကြည့်လိုက်နော်ကိုမြတ်နိုးထားတဲ့အရာတွေပျက်စီးသွားလို့ဖြစ်ဖြစ်နေတာပဲဟုတ်တယ်မို့လားဘုန်းဘုန်းတို့တွေကဥစ္စာပစ္စည်းကိုမြတ်နိုးတယ်အဲ့ဒါဥစ္စာပစ္စည်းပြတ်တော့မယ်ဆိုရင်ဒုက္ခရောက်တော့တာပဲဘုန်းဘုန်းတို့တွေကကျမ်းမာရေးကောင်းကောင်းလေးနဲ့နေလာထိုင်လာရှိတဲ့ဒီအခြေအနေလေးကိုတန်ဖိုးထားတယ်မြတ်နိုးတယ်အဲ့ဒါကျမ်းမာရေးပြည့်ရင်ဒုက္ခရောက်အောင်ပါပဲ။ ဘုန်းတို့တွေကအတူရှင်တွဲပြီးတော့နေရတာလေကိုချစ်တဲ့လူကိုမျက်နှိုးတဲ့လူနဲ့အတူနေရတာလေကိုကျင်တတ်တဲ့နှစ်သက်တဲ့သဘောကြတယ်။အဲ့ဒီအခြေအနေပျက်စီးရင်အဲ့ဒါငိုရမှာပဲ။ဘုန်းတို့တွေကဒီရှင်သန်ပြီးတော့နေရတာကိုအလွန်ကြိုက်တယ်အလွန်နှစ်သက်တယ်။ဒီရှင်သန်မှုပြည့်ရင်ဘာလို့ရမှာတော့ငိုရမှာပဲ။အဲ့တော့ငိုကြွေးခြင်းရဲ့အဓိကအကြောင်းတရားဟာနော်ကိုမျက်နှိုးတဲ့အရာတွေပျက်စီးသွားလို့ဟုတ်တယ်မဟုတ်လား။တနည်းအားဖြင့်တမျိုးအိဗယ်နဲ့ပြောရရင် ပျက်စီးမဲ့အရာတွေကိုမျက်နှိုးထားလို့ဒီလိုပြောရင် ပိုတောင်ကောင်းအောင်နော်ဘုန်းတော်ဘာတွေကိုမျက်နှိုးနေတာတို့အဲကိုဒုက္ခကိုရှာတယ်ဆိုတာအဲ့ဒါပဲနော်ကိုဟာမပျက်စီးမဲ့အရာမျက်နှိုးတယ်ဆိုတော့ကိစ္စမရှိဘူးထာဝရပဲအေးစေးဘယ်တော့မှဒုက္ခရောက်တဲ့အကြောင်းမရှိဘူးသို့တော်မပျက်စီးမဲ့အရာ မမျက်မမျက်နှိုးဖို့ဆိုဒီကိုမျက်နှိုးနေတဲ့တရားတွေထဲမှာမပျက်စီးတတ်တဲ့အရာတစ်ခုမှမရှိဘူးဟုတ်လား ဒါကြောင့်ရားကျင်ရင်တော့နိဗ္ဗာန်ကိုရားကျင်တာအကောင်းဆုံးပဲကျန်တာတွေကိုရားကျင်တာအဲ့ဒါပြီးရင်အဲ့ဒါဒုက္ခရောက်မှာတူอ่ะဟုတ်နော်အဲ့တော့ဘယ်လိုအဖြစ်ကိုမြင်လို့လောဘကိုပယ်ဖို့ဟောရတာတုံးဆိုတဲ့အဖြေလေးကိုလေးလေးနက်နက်စဉ်းစားစီခြင်းနဲ့သဘောလေးပေါက်စီခြင်းနဲ့ဟုတ်လားကိုမြင်လို့တဲ့အရာပျက်စီးပြီဆိုရင်ကိုဒုက္ခရောက်ရလိမ့်မယ်ဒါကြောင့်မြင်လို့မှုဟာဆင်းရဲဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားပဲလို့ဒါကိုပြောခြင်းတာနော်လောဘမှာအဲ့ဒီအပြစ်ရှိတယ်ဆိုတာကိုမြင်စေခြင်းတာ ဘဇူးမှာထိခိုက်စီမှာမဟုတ်ဘူးကိုယ်ထိခိုက်စီမှာအဲလောဘကြီးရင်တော့သူများကိုလည်းထိခိုက်မှာပေါ့လေနော်အဲ့ဒါဆက်ပြီးတော့မေးလိုက်မယ်တဲ့နော်ဘာအကျိုးရှိလို့လောဘကိုပယ်ရှားဖို့သူတို့ဆရာမြတ်စွာဘုရားဟောရတာတော့ဟောဒါလေးတွေကအလွန်သဘာဝကျတယ်နော်လောဘကိုပယ်လိုက်လို့ရှိရင်ဘာအကျိုးတွေဖြစ်ထုံးမှာမဟုတ်လို့သောသောကတော့ဘာအပြစ်တွေဖြစ်မှာမဟုတ်လို့ဘာမကောင်းလို့လောဘကိုပယ်ခိုင်းတာတော့ခုဟာတော့ဘာတော့လောဘကိုပယ်လိုက်ရင်ဘာကောင်းတာတွေဖြစ်လာမှာမဟုတ်လို့ပယ်ခိုင်းတာတော့ဘာအကျိုးရှိတော့ ဲ့ဒါကိုဘလို့ဖြေတော့ဆိုတော့နော်ဒီခန္ဓာငါးပါးဘဝရဲ့ပုံမှာကိုယ်ဟာမြတ်နှုတ်မှုဆွဲလန်းမှုနော်တောင့်တမှု မရှိဘူးဆိုလို့ရှိရင်ဓာကြီးပျက်စီးခြင်းကြလို့ပျက်စီးသွားတဲ့အချိန်မှာသူ့မှာတောကပတိတေဝဒုက္ခဒေါမနတဥပယတာတရားဖြစ်เสียအကြောင်းမရှိဘူးတဲ့သူဟာသူဘလို့ကြီးဖြစ်နေနေကိုမဓာရဲ့ပုံမှာမြတ်နှုတ်မှုရှိမထားတဲ့အတွက်ကြောင့်ဓာပျက်စီးခြင်းဟာကိုနဲ့မဆိုင်တဲ့လူကိုဖြစ်သွားတယ်ကိုလည်းကြည်လေကမ္ဘာလောကကတော့အချိန်နဲ့မျှပျက်စီးနေတာပဲ ဥစ္စာပစ္စည်းတွေလည်းပျက်စီးနေအသက်တွေလည်းပျက်စီးနေပျက်စီးနေဆေးရုံပေါ်မှာကျန်းမာရေးပျက်စီးလို့အော်ဟစ်နေတဲ့လူတွေလည်းရှိတယ်စိတ်တွေဆင်းရဲပြီးတော့ပျက်စီးနေတဲ့လူတွေလည်းရှိတယ်ဒါမှမဟုတ်ကျုပ်တို့ဘာဖြစ်တုံးဘာမှမဖြစ်ဘူးသူတို့အပေါ်မှာကျုပ်တို့ကမျက်နှိုးထားတာမှမရှိတာကိုကိုမျက်နှိုးထားတဲ့အရာပျက်စီးမှကိုဒုက္ခရောက်မှာဟုတ်လားအဲ့တော့ပျက်စီးမှုကဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလားမျက်နှိုးမှုကဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလားဆိုတာလည်းတဲကွဲဖို့လိုတယ်နော်ပျက်စီးမှုကဒုက္ခရဲ့အကြောင်းဆိုရင်တော့ ဟာအမြဲတမ်းဒုက္ခဖြစ်နေမှရှိတော့ပဲလောကအမြဲတမ်းပြည့်စည်နေတာဟုတ်လားအဲ့ဒါဆိုရင်ပြင်ဖို့လည်းမလွယ်ဘူးနော်မျက်နှိုးချင်းကသာလျှင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဆိုမှသာလျှင်မှန်လဲမှန်တယ်ပြင်လို့လည်းရတယ်မျက်နှိုးတာမမျက်နှိုးအောင်လုပ်လို့ရတယ်ပြက်တာမပြက်အောင်လုပ်လို့မရဘူးอืมဒါလည်းရှင်းအောင်တော့ပြောတတ်တော့နော်ပြည့်စည်တာမပြည့်စည်အောင်လုပ်လို့ရမလားမြက်နိုးနေတာကအမှန်မြင်လိုက်လို့ရှိရင် မမြက်နိုးတဲ့သဘောကိုကြောင်းလဲသွားနိုင်တယ်ဟုတ်တယ်မဟုတ်လား ကနာကိုကြီးမိုးအောင်မနာအောင်မသေးအောင်မကွဲအောင်ဘာမှလုပ်လို့မရဘူးတချိန်ကျသွားမှာပဲသဘောပေါက်လားဒါကြောင့်မြတ်စွာဘုရားလှုပ်ရတာကိုလှုပ်စေခြင်းပြင်ရတာကိုပြင်ပြီးတော့ကောင်းသွားအောင်ဘုဖွန်းတို့ကြိုးစားကြရမယ်ဟုတ်လားတော့လောဘမှာဘာပြည့်ရှိလို့ပယ်ခိုင်းတာတော့လောဘပယ်လိုက်ရင်ဘာအကျိုးရှိမှမို့လို့ပယ်ခိုင်းတာတော့ဘလောက်ကောင်းတဲ့မေခွန်းနေလေဟုတ်လားအဲ့တော့မေခွန်းဘယ်နှချက်တော့၄ချက်နော်မြတ်စွာဘုရားရဲ့ယူဝါဒနှစ်ချုပ်ဟာဘာလဲလို့မေးရင် ဆန္ဒရာဂဝိနည်းအခါကြီးလောဘကိုပယ်ရှားဖို့ဟောပြတဲ့ယူဝါဒရှိတယ်။ဘာရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပယ်ရမှာလဲလို့မေးရင်ခန္ဓာ၅ပါးယုံ nant တရားဘဝရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပယ်ရှားမှာလို့ဖြေရမယ်။လောဘမှာဘာပြစ်ရှိလို့လောဘကိုပယ်ခိုင်းတာလဲလို့မေးရင်မျက်နှာမှုမကင်းတဲ့ပုံကိုယ်တွေဟာသူတို့မျက်နှိုးတဲ့အရာပျက်စီးတာနဲ့ဒုက္ခရောက်ရလိမ့်မယ်။ဒါလောဘရဲ့အပြစ်ပဲ။နော်။လောဘပယ်ခြင်းမှာဘာအကျိုးရှိလို့လောဘကိုပယ်ရတာတုံးလို့မေးရင် ောဘမရှိတဲ့ပုံကိုဘာတွေဘလို့ပျက်စီးလို့မှဆင်းရဲစရာအကြောင်းမရှိဘူးတဲ့အဲ့ဒါတနေ့ကြာရင်ဘုံဘုံတို့အမျက်နှိုးဆုံးအရာကြီးကအကြီးဆုံးဒုက္ခကိုပေးမှာနော်အဲ့ဒါကိုမြင်ထားဘုံဘုံတို့အမျက်နှိုးဆုံးအရာကြီးကဘယ်အရာကြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးပဲဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကြီးဟာမျက်နှိုးတိုက်တဲ့အရာလားမမျက်နှိုးတိုက်တဲ့အရာလားဆိုတာကိုတက်တက်ကွက်ကွက်နားလည်အခုတရားအထုတ်နေကြဟာဟုတ်လားဘာဖြစ်လို့မှတီးနေတာမြဲနေတာရှိတာမဟုတ်ဘူး ကျုပ်တို့ကငโกဟာငโกဟာပဲလို့ထင်းနေလို့အရန်စိုးရတယ်ဒီခန္ဓာကိုယ်ကြီးပေါ့စိုးစိုးကဖြစ်ခဲ့တာမဟုတ်တော့ဘူးအခုဟာအခုအစ်စ်သွားနေတာတော့ကြာကြတော့လေတော့ကြာအစ်စ်နဲ့လာမှာအဲ့ဒါကိုပိုင်းဖြတ်ပြီးတော့မမြင်နိုင်တဲ့အခါကျတော့ဒါမှဒါငါဆိုပြီးတော့စိုးရနေတာဟုတ်လားအင်းဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြရှင်သာရိပုတ္တရာကတရားကိုပြောတာပထမပိုင်းနောက်ထပ်တစ်ပိုင်းကျန်သေးတယ်နောက်ထပ်တစ်ပိုင်းကပိုးပြီးတော့ကျေပြန့်တယ် အဲ့ဒီဟာလေးကိုရည်ရွယ်ပြီးတော့အဲ့တုန်းကတရားကောင်းစဉ်ပေးတာဘုရားချီးမွမ်းခံတိုက်သူဆိုတာဘုရားဘလို့ချီးနေကိုချီးမွမ်းတာတော့နောက်ရှင်သာတိပုတ္တရာအလွန်ဉာဏ်ပညာကြီးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့နော်ဒေသနာတွေကိုအနှစ်ချုပ်ပြီးတော့ဒီသုတ်တန်ထဲမှာဝင်အောင်ပြောသွားတာဘာဆက်ပြောတော့အရှင်တို့တဲ့အကုသိုလ်တရားတွေနဲ့နေလို့များနော်ဒီလိုဟာအခုလဲငြိမ်းအေးမယ်ချမ်းသာမယ်တတ်တာမယ် ်တဲ့ခါလဲကောင်းရမြဲရောက်မယ်ရှို့အကုသို့ပယ်ခြင်းကိုမြတ်စွာဘုရားမချီးမွမ်းလေရာတဲ့ဆန့်ကျင်ပဲလေးကိုအရင်ပြောတယ်နော်အကုသို့တရားတွေနဲ့နေလို့အကုသို့တွေဖြစ်လို့မကောင်းတဲ့စိတ်တွေဖြစ်လို့လူတယောက်ဟာတကယ်လို့မြန်ချမ်းသာမယ်ငြိမ်းအေးမယ်တတ်တာမယ်ပေးတဲ့ခါလဲကောင်းရမြဲရောက်မယ်ရှို့အကုသို့ပယ်ခြင်းကိုမြတ်စွာဘုရားမချီးမွမ်းလေရာတဲ့တကယ်စင်စစ်အကုသို့ကိုပယ်လိုက်လို့ရှိရင်ဒီလိုဟာအခုလဲပဲ ချမ်းသာမယ်တက်တာမယ်ငြင်းအေးမယ်နောင်လဲကောင်းမွန်တဲ့ဘဝကိုရမယ်ဒါကြောင့်မလို့မြတ်စွာဘုရားအကုသိုလ်ပယ်ခြင်းကိုချီးမွမ်းတာတဲ့အကုသိုလ်တရားရဲ့စွန့်ရည်တတ္တိကိုပြောတာနော်အဲ့ဒါကိုသူကဆန့်ကျင်ဘက်လေးအရင်ပြောပြမှာပြောတာဟုတ်လားအကုသိုလ်တရားဆိုတာနော်ဘယ်သောခါကာလမှစိတ်ကိုချမ်းသာသေးတယ်တက်တာသေးတယ်ငြင်းအေးသေးတယ်ဆိုတာရှိကိုမရှိဘူးဟုတ်လားနောင်မှလည်းပဲကောင်းမွန်တဲ့အနာဂတ်ကိုဖြစ်စေတဲ့အစွမ်းတတ္တိသူတို့မှရှိကိုရှိမနေဘူး တကယ်စင်စစ်အကုသိုလ်တရားတွေဟာဘာတွေပဲဖြစ်နေတော့ဘာတွေပဲရှိနေတော့သူတို့မှာအစွမ်းတတ္တိကနော်ဖြစ်ပေါ်ခွင့်ပြုတဲ့တတ္တဝါကိုဆင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ပူလောင်စေလိမ့်မယ်လောလောဆယ်လောလောဆယ်ပြီးရင်လည်းပဲယုံညံ့တဲ့ဘဝကိုပို့လိမ့်မယ်ဒါပဲအကုသိုလ်ရဲ့အစွမ်းအဲ့ဒါကိုဘယ်လိုလေးပြောတော့အကုသလေဓမ္မေဥပတံပိစဝိဟရတောဒုက္ခဝိဟာရောတဝိကတော တာဥပါယသောတပိလဟောကာယတဖေရာပရမရဏဒုက္ကတိပါတိကင်ခတတမဘဂဝါအာကုတလနာဓမ္မနာပဟာနာဝဏိတိနော်အာကုတတရားတွေနဲ့နေမယ်ဆိုရင်ဆိုလိုတာအာကုတဖြစ်ပြီးတော့နေမယ်ဆိုရင်ဒိဋ္ဌေဝဓမ္မေစီဝဒုက္ခဝိဟာရောအဲ့ဒီလူဟာအခုလောလောဆယ်ကိုပဲစနေရနေရမယ်ဘလို့ရှင်ရမှာတော့ တဝိကာတော်ဆင်းရဲခြင်းနဲ့တကွတဥပါယတော်ပင်ပန်းခြင်းနဲ့တကွတပရိလာဟောပူလောင်ခြင်းနဲ့တကွဒုက္ခဝိဟာရောဆင်းရဲနေရမယ်။ကာယတဗေဒပရမရဏဒုက္ခတိပါတိကေခာခန္ဓာကိုပြည့်ချင်ကြလို့ပြည့်ရပြီဆိုရင်သေတဲ့ခါမှာအကုသိုလ်မြတ်အကျိုးပေးခွင့်ရသွားမယ်ဆိုရင်သူပဲရောက်သွားမှာလို့ယုံညံ့တဲ့ဘဝကိုရောက်မယ်တဲ့။တတ္တမထို့ကြောင့်ဘဂဝါမြတ်စွာဘုရားသည်အကုသလနာဓမ္မနာအကုသိုလ်တရားတို့ကိုပဟာဏပေရှားခြင်းကိုဝန်ဒီတိချီးမွမ်းတော်မူတယ်။ ဒါကြောင့်မြတ်စွာဘုရားအကုသိုလ်ပေခြင်းကိုချီးမွမ်းနေတယ်ဒါဘုရားချီးမွမ်းခြင်းတစ်မျိုးနော်မြတ်စွာဘုရားအနှစ်သက်ဆုံးကိစ္စမဟုတ်တာမဖြစ်ဖို့နော်စိတ်ထဲမှာမကောင်းတာတွေမဖြစ်ဖို့မကောင်းတာတွေကိုမပြောမိဖို့မကောင်းတာတွေမလုံမိဖို့နော်ဒီလိုမျိုးရှောင်နိုင်မယ်အကုသိုလ်တရားနဲ့ဝေးဝေးနေနိုင်မယ်ဆိုရင်မြတ်စွာဘုရားချီးမွမ်းတယ်အဘိုးတို့ဒီလိုဟာအစင်းရဲစီမဲ့တရားတွေနဲ့ဝေးဝေးနေနိုင်တယ်ကင်းကင်းနေနိုင်တယ်ဟုတ်လားအဲဆက်ပြီးတော့မြတ်စွာဘုရားဘလို့အခြေအနေကိုချီးမွမ်းတော့ ကုသိုလ်တရားနဲ့ပြည့်စုံတဲ့အခြေအနေကိုမြတ်စွာဘုရားချီးမွမ်းနေတယ်။အဲ့ဒါကိုလည်းရှင်သာတိပုတ္တရာဘလိုလေးပြောတော့။အရှင်တို့တဲ့ကုသိုလ်တွေဖြစ်လို့မြန်လူတရားဟာဆင်းရဲသွားမယ်၊ပင်ပန်းသွားမယ်၊ပူလောင်သွားမယ်။ခန္ဓာကိုယ်တည်တဲ့အခါမှာလည်းပဲယုံညံ့တဲ့ဘဝကိုရောက်သွားမယ်ဆိုရင် ကုသိုလ်တရားတွေနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားမချီးမွမ်းလေရ။တကယ်စင်စစ် ကုသိုလ်တရားတွေဖြစ်ပြီးတော့မြန်နေမယ်ဆိုရင်ဒီလိုဟာအခုလည်းပဲချမ်းသာတဲ့တတ်တာတဲ့ငြိမ်းအေးတဲ့။နောင်လည်းပဲမြင့်မြတ်တဲ့ကောင်းမွန်တဲ့ဘဝကို ရောက်လိမ့်မယ်ရလိမ့်မယ်တတ္တမထို့ကြောင့်ဘဂဝါမြတ်စွာဘုရားသည်ကုသလနာဓမ္မနာဥပတံပဒံဝန်နေတီတဲ့ကောင်းမှုတွေနဲ့ပြည့်စုံခြင်းကိုချီးမွမ်းတော်မူတယ်တဲ့ဟုတ်လားကောင်းမှုနဲ့ပြည့်စုံခြင်းကိုဘာကြောင့်မြတ်စွာဘုရားချီးမွမ်းတာလဲအခုလည်းပဲချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်လို့နောက်မှလည်းပဲချမ်းသာစေတတ်တဲ့အကြောင်းတရားဖြစ်နေလို့ဟုတ်လားအခုတော့စွန်နေပါလေလှူကြတယ်ဆိုတာဒါကုသိုလ်ကောင်းမှုတွေ နော်မိမိတန်တန်မှာဖြစ်အောင်ကြိုးပမ်းအထုတ်ခြင်းလို့မရှိနိုင်ဘူးလားဆိုရင်နော်ဟိုတို့မြင့်မြတ်တဲ့လုပ်ငန်းပါရမီတရားတွေကိုမြတ်စွာဘုရားအလောင်းတော်ရှင်သူ့မိတာနော်ဘုရားဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဘယ်မှာရှိတုံးလို့တဘာဝလောကထဲမှာရှာကြည့်ဒီပင်ကရာမြတ်စွာဘုရားကသင်ဘုရားဖြစ်လိမ့်မယ်လို့ပဲဗျာဒိတ်တာပေးသွားဗျာဒိတ်ဆိုတာမလွဲဧကမှန်တဲ့စကားပေါ့နော်လာမယ့်၄သိန်းချင်းနဲ့ကမ္ဘာတသိမ်းမှာဘုရားဖြစ်လိမ့်မယ်ဘုရားဘုရားမေယဘုရား နော်ပါရမီဖြည့်ဘက်ကဘယ်သူအလုပ်အကျွေးရန်ကဘယ်လိုဟုတ်လားလက်ရရန်ကဘယ်သူလဲဝဲရန်အကုန်လုံးအတိအကျပြောတာနော်အဲ့လိုဘုရားဖြည့်လိုက်မယ်လို့သာပြောတော်တာဘုရားဖြည့်အောင်ဘယ်လိုလုပ်ရမယ်ဆိုတဲ့နီးလန်းကိုတော့ပေးတော်တာမရှိဘူးအဲ့ဒါကတော့ဓမ္မရာသဘောအရာဘုရားအလောင်းတော်တွေဟာသူတို့ကိုယ်တိုင်ပဲသူတို့ပိုင်တဲ့ဉာဏ်နဲ့ရှာဖွေရတယ်ပါရမီပဝိစီယဉာဏ်လို့ခေါ်တော့နော်ပါရမီတရားတွေကိုဒီသဘောဝလောကကြီးထဲမှာပဲရှာတာဘုရားဖြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းစဉ်ပေါ့ ဲ့ဒားဖြစ်ဖို့လမ်းစဉ်ကိုရှာတဲ့အခါမှာနော်အမြင့်မြတ်ဆုံးလုပ်ငန်းကြီး10မျိုးတွေကဘယ်လုပ်ငန်းကိုအရင်တွေ့တယ်လို့ကြားဘူးတော့อืมဒါနပါရမီကိုအရင်တွေ့တာနော်ဟိုအစဉ်အတိုင်းကျင့်ရမယ်လို့ပါရမီ7ပါးကိုအစဉ်အတိုင်းစီစဉ်ထားတာမဟုတ်ဘူးသူအရင်တွေ့တာကိုအရင်ပြောလိုက်တာဟုတ်လားဒါနပါရမီရှာပြီးတော့ဘာတွေ့တာတော့သီလပါရမီတွေ့နေနော်ဒါနံသီလင်စနိခမပညာဝိရိယပင်စမခန္တီသစ္စာအဋိဌာနမਿੱတုပိခတိမာရတပါရမီ7ပါးဟုတ်လား တော့ဒါနာဆိုတာမြင့်မြတ်တဲ့လုပ်ငန်းစဉ်တော့လှုပ်တဲ့လှုပ်ထိုက်တဲ့သူတော်ကောင်းတွေလှုပ်တဲ့အလုပ်ဟုတ်လားဒါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကောင်းမွန်တဲ့အလုပ်မြင့်မြတ်တဲ့အလုပ်ဆိုတဲ့ခံယူခြင်းနဲ့လှုပ်ရင်ဒါကပါရမီထိုက်တဲ့အလုပ်ဖြစ်တယ်ပေါ့နော်အကျိုးရလတ်တစုံတရားကိုမျှော်ကိုးပြီးတော့လှုပ်မယ်ရှင်သူကနည်းနည်းညံ့ဖျင်းတဲ့သဘောကိုတက်ရောက်တယ်ပေါ့ဟုတ်လားဒါလှုပ်တဲ့နဲ့လှုပ်လှုပ်ထိုက်တဲ့အလုပ်ကောင်းမွန်တဲ့အလုပ်သူတော်ကောင်းတွေလှုပ်တဲ့အလုပ်ငါသူတော်ကောင်းတွေရဲ့လမ်းစဉ်ကိုလိုက်မယ်ဆိုတဲ့စိတ်နဲ့လှုပ်မယ်ရှင်တော့သူကပါရမီကိုထိုက်သွားတာ ပါရမီဆိုတာဘာပြောတာလဲနော်မြင့်မြတ်သူတို့ရဲ့အလုံးနောက်ထပ်သူရဲ့မျက်နှာဝေရကောင်းတဲ့အသေးပဲလေးတစ်ခုရှိတယ်။နော်ပါရမီဆိုတာပါရဆိုတဲ့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကန်းကို ရောက်စေတတ်တဲ့အလုံးနိဗ္ဗာန်ရစေတတ်တဲ့အလုံးပေါ့နော်နိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရပါဟုတ်လားဒေါတနာကောင်းမှုပြုတယ်ဆိုတာပါတော့အဲကောင်းတဲ့အလုံးကိုလှုပ်တာကောင်းတဲ့အလုံးဆိုရင်ကုမြတ်စွာဘုရားချီးမွမ်းခံတိုက်တဲ့အနေထားတွေကိုကိုယ်ဟာဒီအခိုက်တန်မှာပါသွားတယ်ပေါ့နော် ဟုတ်တယ်မဟုတ်လားဘာဖြစ်လို့တော့ကိုယ်အခုလဲချမ်းသာစေမဲ့တတ်တာစေမဲ့ငြင်းအေးစေမဲ့အလုပ်ကိုကိုကိုတိုင်လှုပ်လိုက်တယ်။နောက်တစ်ချိန်မှလည်းပဲကိုယ့်ကိုချမ်းသာတဲ့အခြေအနေတစ်ခုကိုရသည်မဲ့အလုပ်ကိုကိုကိုတိုင်လှုပ်လိုက်တာ။ကိုကိုကိုချမ်းသာအောင်နိမ့်မှလမ်းမှလှုပ်နိုင်တဲ့ပုံကဒါချီးမွမ်းတိုက်တယ်တော်တယ်ပေါ့ဒီသဘောပြောတာ။ကိုကိုဆင်းရဲစေမဲ့အရာကိုရှောင်နိုင်တယ်ဆိုရင်ဒါလည်းပါတော့တော်ခြင်းတစ်မျိုးပဲ။ကိုကိုချမ်းသာစေမဲ့အရာကိုလှုပ်နိုင်တယ်ဆိုရင်လည်းတော်ခြင်းတစ်မျိုးပဲတော်ခြင်းမျိုးရှိတော့နှစ်မျိုးရှိတယ်။ ဒါမှတကယ်ချီးမွမ်းတိုက်တဲ့အရာတွေနော်လောကမှာအပေါ်ယံချီးမွမ်းနေတာကဲ့ရဲ့နေတာတွေဟာဘာမှအရေးမပါအရာမရောက်ဘူးနလူတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာကဘယ်လိုက်မှုတွေအပြည့်နဲ့သွားနေတာချီးမွမ်းသင်လို့ချီးမွမ်းတာရှိတယ်ကဲ့ရဲ့သင်လို့ကဲ့ရဲ့တာတွေလည်းရှိတယ်မရှိဘူးတော့မဟုတ်ဘူးသို့တော့မချီးမွမ်းတဲ့မဲနဲ့ကိုယ့်အကိုကိုတလွဲတွေထင်ပြီးတော့မျက်နှိုးပြီးတော့ချီးမွမ်းနေတာတွေလည်းရှိတယ် ဟုတ်လားမကဲ့ရဲ့တိုက်ဖဲနဲ့ကိုယ့်အကူအမြင်တွေစောင်းပြီးတော့ကဲ့ရဲ့နေတာလည်းရှိတတ်တယ်နော်ကိုထင်ရင်ကိုယ့်အကူထင်ကြရတယ်ထင်ပြီးတော့ပြောကြရတယ်ပြောလှုပ်ချင်ရတယ်လှုပ်တတ်တဲ့သဘာဝဟာလောကရဲ့သဘောပဲဒါကြောင့်လောကရဲ့ကဲ့ရဲ့ခြင်းချီးမွမ်းခြင်းကတော့ဘာမှစိတ်ထဲမှာမရေတွက်လောက်ဘူးပေါ့နော်ဘုံတို့စာပြောလေးပြောမရှင်မရေတွက်လောက်ဘူးဟုတ်လားနော်မြတ်စွာဘုရားရဲ့ကဲ့ရဲ့ခြင်းချီးမွမ်းခြင်းကတော့ရေတွက်လောက်တယ်နော်ဟုတ်လား ်ရသော်ဘုရားရဲ့ချီးမွမ်းခြင်း2မျိုးကိုသိရင်ကဲခြင်း2မျိုးကိုလည်းအပြန်လန်အားဖြင့်သိလို့ရတယ်အကုသိုလ်ပေနိုင်ရင်ရသော်ဘုရားချီးမွမ်းတယ်ကုသိုလ်ပြည်နိုင်ရင်ရသော်ဘုရားချီးမွမ်းတယ်ဆိုတော့အကုသိုလ်ဖြစ်ဖြစ်နေတယ်ဆိုရင်ဘုရားကဲရတယ်ပေါ့ကုသိုလ်ဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဘုရားကဲရတယ်ပေါ့ဒါကြောင့်ဘုန်းဘုန်းတို့မြန်မာနိုင်ငံသာသနာ့ဝင်မှာအလွန်ထင်ရှားတဲ့ဘုဆာဘုလေဘုဆုံးဆရာတော်ဥပုဟုတ်လားဆရာတော်ဥပုရဲ့အလွန်ထင်ရှားတဲ့စကားတစ်ခုရှိတယ် အဲ့ဒါတော့ကြားဘူးလားတယောက်မှထွက်မလားဘသူကဲ့ရဲ့ရဲ့ဖះမကဲ့ရဲ့အောင်နေတဲ့ကဲဘယ်လောက်ကောင်းတော့နော်ဘသူကဲ့ရဲ့ရဲ့ဖះမကဲ့ရဲ့အောင်နေတဲ့သူ့ရဲ့အဆုံးမလေးကဟုတ်လားဖះဘလို့အချင်းတွေကိုကဲ့ရတာတော့ဒီဒေသနာနဲ့ညှိကြည့်ပါ အကုသို့ဖြစ်ရင်ဖះကဲ့ရတယ်ကုသို့မဖြစ်ရင်ဖះကဲ့ရတယ်ဒီသဘောလေးဟုတ်လားဒါကဆန့်ကျင်ဘက်အတိပ္ပယ်လေးပြောတာနော် အကုသို့ပယ်နိုင်ရင်ဖះချီးမွမ်းတယ် ကုသိုလ်ဖြစ်အောင်လုပ်နိုင်ရင်ဘုရားချီးမွမ်းလေအဲ့ဒါတစ်ချိန်လုံးကတခါကြီးတို့တရားဝဲမှာဟောခဲ့တာဟုတ်လားဘုရားချီးမွမ်းခံတိုက်သူတဲ့ဘုရားကတော့ဓမ္မစစ်အတိုင်းသွားတာပဲမဟုတ်ရင်တော့ကဲ့ရဲ့မှာပဲဟုတ်ရင်တော့ချီးမွမ်းမှာပဲဒါပဲအဲ့တော့ကိုကဒီချိန်မှာ ဟုတ်တာလေးတွေလုံမိနေတယ်ဆိုတော့ဩငါဘုရားချီးမွမ်းတဲ့အလုပ်ကိုလုပ်ရတယ်နော်ကောင်းမြတ်တဲ့လမ်းစဉ်လေးကိုရှာရတယ်အဲနောက်ဆုံးဘုရားချီးမွမ်းတဲ့ကဲ့ရဲ့ဆိုတာထက် ဩကိုကိုကိုမရှင်းရအောင်လုပ်ရတယ်ကိုကိုကိုချမ်းသာအောင်လုပ်ရတယ်ဆိုတဲ့အတွေးလေးနဲ့လည်းပဲဘလို့တဲ့လဲကျင့်နဲ့တဲ့နဲ့ပေါ့နော်အဲ့ဒီကျင့်နဲ့မှုဖြစ်အောင်ဒါဘုံဘွားဆွမ်းအနုမောဒနာတရားနေနဲ့ဟောပြတာနော်အဲ့တော့나이ဝဲရှိပါပြီဟုတ်လားအဲ့တော့ဆက်ပြီးတော့တရားအထုတ်ကြမယ်နော်အဲ့တော့ဒီကနေ့ကြိုပါအထုတ်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့ဆွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ပံကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်တော်ဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်း